င်္ဂလာပါရှင်။တောင်လင်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ဟာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်အတွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုကောက်နှုတ်တင်ဆက်ပေးနေပါတယ်။ဒီခုတစ်ပတ်ကောက်နှုတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ထိုင်ဝမ်နိုင်ငံကလက်မှတ်ကင်ထားသူတွေကိုဆိုမာလီယာကပြည်ဝင်ခွင့်ပိတ်ထားတဲ့သတင်း။မြောက်ကိုရီးယားနဲ့အချိတ်ဆက်မဲ့တရားအသက်ရုရှားစတင်တိစောက်ခဲ့တဲ့သတင်းနဲ့ ကက်ရှမီးယားဒေသခေါင်းဆောင်ကနိုင်ငံတကာဂျောင်းဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့တဲ့တဲ့။သဘောတူညီမှုမရယူရင်အီရန်ပေါ်ချမှတ်ထားတဲ့ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုတွေပြန်လုံးမယ်လို့ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတတိပေးလိုက်တဲ့အကြောင်းစားရဲဆက်မစားဖွဲ့ရတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တရုတ်ရဲ့ဖိအားပေးမှုကြောင့်ဆိုမာလီယာကထိုင်ဝမ်နိုင်ငံကိုလက်မှတ်ကင်ထားသူတွေကိုဧပြီလ30ရက်နေ့ကစတင်ပြီးပြည်ဝင်ခွင့်တားမြစ်နေရလို့တိုင်ပင်အစိုးရကပြောပါတယ်။ထိုင်ဝမ်ဟာကိုပိုင်အုပ်ချုပ်နေတာဖြစ်ပေမဲ့တရုတ်ကသူတို့ပိုင်ဆိုင်တဲ့ဒေသဖြစ်တယ်လို့အမည်ပြောဆိုနေခဲ့တာပါ။1992ခုနှစ်မှာဆိုမာလီယာစီကလွတ်လပ်မှုရရှိခဲ့တဲ့ဆိုမာလီလန်ဒေသနဲ့ဆက်ဆံရေးတိုးမြင့်မှုထိုင်ဝမ်ကစူးစမ်းနေချိန်မှာယခုလိုလုပ်ရက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ဆိုမာလီလန်တို့ဟာ2020ခုနှစ်ကတန်ယုံတွေအပြန်အလှန်ဖွင့်လှစ်ခဲ့ကြပြီးပိုမိုကျယ်ပြန့်တဲ့ကမ္ဘာကအတိမတ်မပြုတ်ကြသေးပေမဲ့ဒီမိုကရေစီရှင်သန်ရေးဘုံရီမန်းချက်အတိုင်းလက်တွဲရှောင်လန်းနေကြတာဖြစ်ပါတယ်။ဧပြီလ30ရက်နေ့ကစတင်ပြီးထိုင်ဝမ်နိုင်ငံကလက်မှတ်ကင်ထားသူတွေကိုဆိုမာလီယာတို့ဝင်ရောက်ခွင့်ဒါမှမဟုတ်ခရီးတစ်ထောင်နာဖြတ်တန်းခွင့်ပေးတော့မှာမဟုတ်ကြောင်း ဆိုမာလီလေကြောင်းပြန်တမ်းရဲ့အာဏာပိုင်အဖွဲ့ကပြောဆိုထားတယ်လို့ထိုင်ဝမ်နိုင်ငံသားဝင်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်ထိုင်ဝမ်ပြည်သူတွေအနေနဲ့လွတ်လပ်စွာနဲ့အန်ဒီရဲကင်းစွာခရီးသွားလာခွင့်ရှိပြီးဆိုမာလီယာရဲ့လောရက်ကိုအပြင်းထန်ကန့်ကွက်ကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်။ယခုလိုလောရက်ကိုဘေကျင်းကဧပြီလ30ရက်နေ့ကကြိုဆိုပြီးဆိုမာလီယာကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဒီလောရက်ဟာတရားဝင်လောရက်ဖြစ်ပြီးတရုတ်တပြည်တော်နဲ့မှုကိုဆိုမာလီယာက အခိုင်အမာလက်ခံလိုက်ကြောင်းဖော်ပြလိုက်တာဖြစ်တယ်လို့တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။မဟာဗျူဟာမြောက်လက်တွဲမှုပုံမအားကောင်းလာစေရေကျိုးပန်းမှုတစ်စိပ်ပိုင်းဖြင့်တူမန်မြစ်ကိုဖျက်ဆီးပြီးနှစ်နိုင်ငံကြားချိတ်ဆက်မဲ့လန်ဒါတီဆောင်မှုတွေကိုရုရှားနဲ့မော်စကိုတို့ပြီးခဲ့တဲ့ဧပြီလ30ရက်နေ့ကစတင်လိုက်ကြောင်းရုရှားဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်။ ကိုရီးယားဆက်ပွဲပြီးနောက်1959ခုနှစ်ကဖွင့်လှစ်ခဲ့တဲ့ယထာလန်ဒရာချစ်ကြည်ရေးတံတားနီးမှာယခုလိုတံတားအစ်စ်ကိုတည်ဆောက်နေတာဖြစ်ပါတယ်။တံတားအစ်စ်တည်ဆောက်မှုစတင်ခဲ့တဲ့အခမ်းအနားမှာရုရှားဝန်ကြီးချုပ်မီခဲမီရှူစတင်ကဒါဟာရုရှားမြောက်ကိုရီးယားဆက်ဆံရေးအတွင်းအရေးပါတဲ့အခမ်းအနားဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းရုရှားနိုင်ငံပိုင်သတင်းဌာန TASS ကဖော်ပြထားတာပါ။ဆွေးနွေးလာခဲ့ကြတာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အဲ့ဒီတံတားအစ်စ်ဟာ 650မီတာရှိမှဖြစ်ပြီးရုရှားအဝေးပြေးလမ်းစနစ်နဲ့ချိတ်ဆက်မှဖြစ်ပါတယ်။2024ခုနှစ်ကရုရှားတမရဗလာဒီမာပူတင်ရဲ့မြောက်ကိုရီးယားခရီးစဉ်အတွင်းသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းအသည်ဟာ2026နွေရာသီမှာဖြတ်တန်းမှုအတွက်အသင့်ဖြစ်လိမ့်မယ်လို့ရုရှားမီဒီယာတွေကဖော်ပြထားပါတယ်။သတင်းအသည်ကြောင့်နှစ်နိုင်ငံကြားကုန်သွယ်ရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပုံမတိုးချဲ့ဖို့အထောက်အကူပြုမှာလည်းဖြစ်တယ်လို့ရုရှားဝန်ကြီးချုပ်ကဆိုထားပါတယ်။ နှစ်နိုင်ငံကာကွယ်ရေးသဘောတူညီမှုအရမြောက်ကိုရီးယားကရုရှားသို့တပ်ဖွဲ့ဝင်15000စေလွတ်ထားပြီး600ကျော်သေဆုံးသွားပြီဖြစ်ကြောင်းတောင်ကိုရီးယားလွှတ်တော်အမတ်တွေကဧပြီလ30ရက်နေ့ကပြောကြားထားပါတယ်။ ါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသခေါင်းဆောင်ကနိုင်ငံတကာဂျောင်းဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုလိုက်ပြီးနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားတင်းမာမှုအရှိန်ပိုမြင့်လာရင်သူ့ရဲ့အစိုးရအနေနဲ့လူသားချင်းစာနာထောက်ထားရေးပြန်လည်တုံ့ပြန်မှုပြင်ဆင်ထားတယ်လို့ပြောပါရယ် အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာကဘာလက်ခရီးသွားတွေကိုစစ်သွေးကြွတွေကပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တင်းမာမှုတွေမြင့်တက်နေချိန်မှာအိန္ဒိယကမကြာခင်တိုက်ခိုက်ဖို့စီစဉ်ထားတယ်ဆိုတော့ခါလုံနဲ့ထောက်လန်းရေးတရင်ရရှိထားတယ်လို့ပါကစ္စတန်ကဆိုပါတယ်လူ26ဦးသေဆုံးခဲ့တယ်ဧပြီလ22ရက်တိုက်ခိုက်မှုအတွက်အိန္ဒိယကအစ္စလာမဘတ်အစိုးရကို အပြစ်တင်ထားပေမဲ့ပါကစ္စတန်ကငြင်းဆိုထားတာပါ အဲ့ဒီအချိန်မှာညှိနှိုင်းမှုကိုလောက်ကိုလောက်ရမှာဖြစ်ပြီးမလောက်ရင်အိန္ဒိယကဘာမဆိုလောက်ဆောင်လာနိုင်တယ်လို့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသခေါင်းဆောင်ဆူလ်တန်မာမုတ်ရှောင်တရီကပြောပါတယ်။ဆော်ဒီအာရေဗျာ၊ကာတာနဲ့ UAE တို့အနေနဲ့အကြောင်းဝင်ဖြည့်ရှင်းပေးနိုင်လောက်တဲ့အခြေအနေမှာရှိနေတယ်လို့သူကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ဗြိတိန်တို့လိုနိုင်ငံကြီးတွေကလည်းအကြောင်းဝင်ညှိနှိုင်းပေးလို့ရတယ်လို့လည်းသူကဆိုပါတယ်။ ်ကက်ရှမီးယားဒေသကိုနှစ်ပိုင်းပိုင်းခြားထားတဲ့စီးတစ်လျှောက်မှာပဋိပက္ခဖြစ်နိုင်ခြေတွေများနေပြီးအိန္ဒိယဒရုန်းတစ်စီးကိုပါကစ္စတန်စစ်တပ်ကပစ်ချခဲ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်လို့သဘောတူညီမှုရရှိရေးညှိနှိုင်းမှုတွေမအောင်မြင်ဖြစ်ခဲ့ရင်တီဟီရန်ပေါ်ချမှတ်ထားတဲ့ကုလသမဂ္ဂရေးယူပိတ်ဆို့မှုတွေပြန်လည်ချမှတ်ရေးပြင်သစ်ကနှစ်ခါပြန်စဉ်းစားနေမှာမဟုတ်ဘူးလို့နိုင်ငံခြားရေးဝန်ကြီးကလုံခြုံရေးကောင်စီကိုပြောကြားခဲ့ပါတယ်။2025ခုနှစ်ကအီရန်နဲ့နျူကလ িয়ার သဘောတူညီမှုမှာပြင်သစ်၊ဂျာမနီနဲ့ဗြိတိန်တို့ပါဝင်ခဲ့ပြီးအော်တိုဘာလကသက်တမ်းကုန်သွားပြီးတဲ့နောက် တီဟီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေပြန်လည်လှုံ့ဆော်မဲ့အစီအစဉ်ကိုလုံခြုံရေးကောင်စီမှပြန်စနိုင်ပါတယ်။အီရန်အနေနဲ့သဘောတူညီမှုမရယူရင်လွန်ခဲ့တဲ့10နှစ်ကရုတ်သိမ်းပေးခဲ့တဲ့အရေးယူပိတ်ဆို့မှုတွေအားလုံးကိုပြန်လည်ပြုလုပ်သွားမှာဖြစ်တယ်လို့ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရန်ဒိုအယ်ဘာရော့ကပြောတာပါ။2025သဘောတူညီမှုကနှုတ်ထွက်ပြီးကိုရာအရေးယူပိတ်ဆို့မှုတွေပြန်လုပ်ထားတဲ့အမေရိကန်နဲ့အီရန်ကြားဆယ်စုနှစ်များစွာကြာလက်ခဲတဲလဲအခြေအနေကိုပြေလည်စေရေးဆွေးနွေးမှုတွေစတင်ထားပါတယ်။ အီရန်နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးသဘောတူညီမှုတရက်ရရှိမယ်လို့ယုံကြည်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါရယ်သဘောတူညီမှုတစုံတရာမရရှိခဲ့ရင်ပြင်သစ်ဗြိတိန်နဲ့ဂျာမနီတို့ကအီရန်ပေါ်အရေးယူပိတ်ဆို့မှုတွေပြန်လုပ်စေရေးဩဂတ်စ်လမှာပြန်လည်ဆွေးနွေးနိုင်တယ်လို့တန်တမန်တွေကပြောကြားထားပါရယ်အီရန်ဟာ UNIAN တန်းစင်မှုတွေတိုးမြှင့်ပြုလုပ်နေပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကြိုးပမ်းနေတယ်လို့အနောက်တိုင်းကတန်တရားရှိနေပေမဲ့တီဟီရန်ကငြင်းချမ်းရေးအတွက်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။တန်လင်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေမေလပထမအပတ်တွင်ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာပါ။ဒီစီဇန်ကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်ဒီမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။ ောင်လိုင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။